โอเคဒီ jump bike ကတော့ကမာဦးကျန်ခန်းကြီး39ခုဖြစ်ပါတယ်။ခန်းကြီး39ခုနဲ့အငယ်1မှ4ယာကုပ်ဒီမိမိအဖအတဲခိုရာခန္ဓာပြည်၌နေ၏ယာကုပ်အမျိုးနွယ်၏အထုပ်ပတ်တိများဟုမူကားယောသတိအသက်39နှစ်ရှိ၍အကိုတို့နှင့်အတူတိုးစိတ်များကိုထိန်းနေ၏အဖ၏မယားဘိလဟာနှင့်ဇီလပတ်၏တာတို့နှင့်အတူနေ၍ သူတို့အပြစ်ကို အဖအားကြားပြောတတ်၏ဤဒေလသည် အသက်ကြီးစဉ်ခါယောသကိုရသောကြောင့်အခြားသောသားအပေါင်းတို့ကိုချစ်သည်ထက်ယောသကိုတာ၍ချစ်၏အစင်းရောင် ထူကြသောအင်ကြီးကိုချုပ်၍ပေး၏အဖသည်မိမိသားအပေါင်းတို့တွင်ယောသကိုတာ၍ချစ်ကြောင်းကို အကိုတို့သည် သိမြင်သောအခါသူကိုမုံ၍မေတ္တာစကားကို သူအားမပြောနိုင်ချာ ်ငယ်9မှ10ယောသတိအိမ်မက်ကိုမြင်၍အကိုတို့အား ပြန်ပြောသည်ဖြင့်သူတို့သည်တာ၍မုန်းကြ၏အိမ်မက်ကိုအပေတို့ပြန်ပြောသည်ဟုမူကားကျွန်ုပ်မြင်ရသောအိမ်မက်ကို နားထောင်ကြပါလောကျွန်ုပ်တို့သည်လယ်၌ကောက်လိုင်းကို စီး၍နေကြစဉ်တွင်ကျွန်ုပ်ကောက်လိုင်းသည်ထ၍မတ်တပ်နေသည်ဖြင့်တင်တို့၏ကောက်လိုင်းတို့သည်ဝိုင်း၍ရက်လျက်ကျွန်ုပ်ကောက်လိုင်းကို ရှ िख ိုးကြသည်ဟု ပြောဆိုလေ၏ အကိုတို့ကလည်းတင်ဒီငါတို့၌မင်းပြူရလိမ့်မည်လောငါတို့ကိုအစိုးရလိမ့်မည်လောဟု ပြန်ဆို၍သူ၏အိမ်မက်နှင့်သူ၏စကံအကြောင်းကြောင့်တာ၍မုန်းကြ၏အငယ်ကိုမဆက်တတဖန်အိမ်မက်ကိုမြင်ပြန်၍အကိုတို့အားအခြားသောအိမ်မက်ကို ကျွန်ုပ်မြင်ရပြီးနေလနှင့်တကွာ ကျဲဆက်တလုံးတို့သည်ကျွန်ုပ်ကိုရှ िख ိုးကြ၏ဟုကြားပြောလေ၏ထိုတို့အဖနှင့်အကိုတို့အားကြားပြောသောအခါအဖကတင်မြင်သောအိမ်မက်သည်အပေတို့နီငါနှင့်တင်းအမိတင်းအကိုတို့သည်တင့်ထံသို့ဆင်စစ်လာ၍ဥညွတ်ချရမည်လောဟု၍သူကိုဆုံးမနေ၏အကိုတို့သည်သူကိုညူဆူကြ၏အဖသည်ထိုအရာကိုမှတ်လေ၏ အငယ်၁၂မှ၁၉အကိုတို့သည်အဖအီတိုးစိတ်များကို ရှေခင်မြို့မှထင်းချင်းငါတွားကြ၏ဤဒေလာသည်ယောသကိုခေါ်၍တင်းအကိုတို့သည်တိုးစိတ်များကိုရှေခင်မြို့မှထင်းကြသည်မဟုတ်လော လာပါတင့်ကိုသူတို့ရှိရာသို့ငါစေလွတ်မည်ဟုခေါ်လင်ကျွန်ုပ်ရှိပါသည်ဟုဆိုသောအဖကတော်ပါ အကိုတို့သည်ချမ်းသာသလိုတိုးစိတ်တို့လည်းကောင်းမွန်စွာ ရှိသလိုဟု၍ ကြည့်ရှုပြီးလေငါအားတင်ကြပြောပါဟုမှားလိုက်လေဟေပြုံချိုက်မှဆေလွတ်သဖြင့်သူသည်ရှေခေမြို့သို့ရောက်လေ၏တော၌လှဲ့လေစဉ်တွင်တစုံကြောက်သောသူနှင့်တွေ့၍ထိုသူကတင်သည်ဘာကိုရှာသနည်းဟု မေးလေအကူများကိုရှာ၏အဘယ်မှာထိမ့်ကြသည်ကိုပြောပါဟု ဆိုသောထိုသူကဤအရက်မှထွက်သွားပြီးဒေါသမြို့သို့သွားကြသောဟု ူတို့ပြောတံကိုကျွန်ုပ်ကြားခဲ့ပြီဟုဆို၏ယောသတ်ဒီလည်းအကိုတို့ကိုလိုက်ရှာ၍ဒေါသံမြို့မှ တွေ့လေ၏အငယ်၈မှ22အနီးသို့မရောက်မီအဝေး၌ရှိစဉ်ပင် အကိုတို့သည်မြင်လျင်တတ်ချင်းငါတိုင်ပင်လျက်ကြည်လောအိမ်မက်ဆီလာပြီးကြင်ကြသူကိုတတ်၍သုံးတစ်ခုသော တွင်တဲသို့ချက်ပြစ်ကြဆိုသောသောတာရဲ့ တစုံတစ်ခု깟စားပြီဟုပြောချဆိုထိုတို့ပြုလင်သူ၏အိမ်မက်တို့သည်အပေတို့နေရာကြမည်ကိုကြည်ချဆိုဟုအချင်းချင်းပြောဆိုကြ၏ထိုစကားကိုရူပင်ကြားလင်သူကိုမတတ်ဖဲနေကြဆိုဟုဆိုလေသူတို့လက်မှရောတတ်ကိုနှုတ်လေ၏တဖန်ရူပင်ကသူ၏အသွေးကိုမသွန်းကြနှင့်ကိုလက်နှင့်မပြုတ်ဘဲ တော၌ဤမိသောတွင်တဲ့သူခြားကြစို့ဟု သူတို့လက်မှရောတက်ကိုနှုတ်၍အဖ၌တဖန်အမိအကြံရှိသည်နှင့်ဆိုလေ၏ငယ်23မှ28ရောတသည်အကူတို့ထံသို့ ရောက်သောအခါသူဝတ်သောအင်ကြီးအစင်ထူးကြသောအင်ကြီးကို ချွတ်ပြီးမှ သူကိုကံယူ၍တွင်တဲ့သူခြားကြ၏ထိုတွင်၌ရေမရှိ တွေးချောက်တော်တွင်ဖြစ်သည်ထိုနောက်အစာစားခြင်းကထိုင်ကြစဉ်မျောကြည့်၍ဣရှ်ပေလအမျိုးသားအစုအဝေးသည်ဂိလန်ပြည်မှလာ၍နန္တာမျိုးဘာလန်ဆန်စီမူရန်စီများကို ကလအုပ်များပေါ်၌တင်ဆောင်လျက်အေဂုဒုပြည်သို့ခရီးသွားကြသည်ကို မြင်လျင်ယူရကငါတို့သည်ညီကိုတတ်၍တေချောင်းကို ဖွက်ထားလျင်အဘယ်ကျေးဇူးရှိသနည်းကင်ကြကိုယ်တိုင်မညှင်းဆဲဘဲ ဣရှမေလသူတို့အားရောင်းလိုက်ကြစို့သူသည်တို့ညီတို့အမျိုးဖြစ်၏ဟု အကူတို့အားဆိုသည်ရှိတော်ဤကိုတို့သည်ဝန်ခံကြ၏ထိုအခါမိဒရန်မျိုးသားဂုံတဲ့တို့သည် ခရီးသွားခြင်းစဉ်တွင် အကူတို့သည်ယောသကိုတွင်တဲ့ကဆွဲတင်ပြီးလျှင်ငွေအကျပ်20အဖိုးနှင့်ဣရှမေလသူတို့အားရောင်း၍ထိုသူတို့သည်ယောသကိုအဲဂုတ်ပြည်သို့ဆောင်သွားကြ၏ အငယ်29မှ36ရုဘင်ဒီလေတွင်းတို့တွား၍တွင်းထဲမှယောသတ်မရှိသည်ကို မြင်လျင်မိမိအဝတ်ကိုဆွဲဆုပ်လျက်ညီတို့ရှိရာသို့တွား၍သူငယ်မရှိပါတကားငါသည်အပေတို့တွားရပါမည်နီဟုဆိုလေ၏သူတို့ဒီလေယောသတ်အင်ကြီးကိုယူ၍စိတ်တငယ်ကိုတတ်ပြီးမှအင်ကြီးကိုအသွေး၌နှိမ့်လေ၏ ထိုနောက်မှအစင်းထူးခြားသော ထိုအင်ကြီးကိုပေးလိုက်၍အချို့တို့သည် အဖတ်ထံသို့ ဆောင်ခဲ့လျက်ဤအင်ကြီးကိုအကျွန်ုပ်တို့တွေ့ပါပြီ။တာဤအင်ကြီးဟုတ်သည်မဟုတ်သည်ကိုကြည့်ပါဟုဆိုလျင်ထိုအင်ကြီးကို အဖတ်မှတ်မိ၍ငါတာဤအင်ကြီးမှန်၏။သူကိုသိုးသောတာရဲ့ကိုက်စားပြီးအကယ်၍ယောသကိုအပိုင်ပိုင်ကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်မိမိအဝတ်ကိုဆွဲဆုပ်၍ ရှောတီအဝတ်ကိုပတ်စည်းသဖြင့်အင်တန်ကာလပတ်လုံးတားကြောင့်စိတ်မသာညီးတွားလျက် နေလေ၏တားသမီးအပေါင်းတို့သည်အဖကိုနှစ်သိမ့်စေခြင်းကကြိုးစားတော်လဲသူသည် နှစ်သိမ့်စေသောစကားကို နားမထောင်ဘဲငါသားရှိရာမရဏနိုင်ငံသို့စိတ်မသာညီးတွားလျက်ဆင်းသက်တော်မည်ဟုဆိုလေ၏ထို့သောယောသအဖသည်တားကြောင့်ငိုကြွေးမိတမ်းလျက်နေလေ၏ ယောတကုကမိဒရန်လူတို့သည်အဂရုပြည်သို့ ဆောင်သွား၍ဖာရောပြည်၏အမတ်ဖြစ်သောကိုယံတော်မူဖော်တိပထံမှရောက်ကြ၏။ခေနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘွယ်ဘွယ်